မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးမေလ31ရက်နေ့မြန်မာနိုင်ငံ၏စိတ်ဝင်စားပွဲထိတ်တန့်ရောက်သတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ KNU တက်မှ9ခုစလုံးတွင်စည်ရေးအခြေအနေများတင်းမာဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကရင်မျိုးသားအစည်းအရုံး KNU တက်မှ9ခုစလုံးတွင်စစ်ကောင်စီတက်နေကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL ပူးပေါင်းတက်များကြားစည်ရေးအခြေအနေများတင်မာနေကြောင်းသတင်းရင်းမြစ်များပြောကြားချက်များရသေးရှိရသည်။ KNU ၏စီရေးတပ်ဖွဲ့များဖြစ်သည့်ကရင်အမျိုးသားလွတ်မြောက်ရေးတမတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တို့နှင့်ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များက KNU နယ်မြေများအတွင်းထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းများအားတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုင်နေခြင်းကြောင့်စစ်ရေးအခြေအနေများပြင်းထန်နေခြင်းဖြစ်သည်။နယ်မြေတမတ်ချက်များအရ KNU ရင်းတပ်မှနယ်မြေခုနှစ်ခုရှိပြီးပဲခူးတိုင်းရှိချဲမှမြို့နယ်ချို့၊မွန်ပြည်နယ်တထုံခရိုင်တွင်ရှိမြို့နယ်များ၊ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင်ရှိမြို့နယ်များစုပါဝင်သည်။လက်ရှိတွင် KNU ၏တပ်မှတထုံခရိုင်ဘီလင်းနယ်ကြီးလမ်းကြောင်းအတိုင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထုံနေပြီလက်နက်ကြီးများပြက်ခတ်နေကြောင်းတော်လင်းရင်တရင်ရင်းမြင်းများပြောကြားချက်ရသည်ရသည်တော်လင်းရင်အင်အားစုများတိုက်ခိုက်သိမ်းပိုက်လိုက်သည့်မဲပလီပြူအားစခန်းအားပြန်လည်ရယူရင်းနှင့်နက်ကြီးဝင်းတာပန်၄ကီစသည့်စခန်းများအင်အားဖြည့်တင်းရင်ကျိုးပန်းနေခြင်းဟုဆိုသည် မဲပလီဗျူဟာကိုပြန်ယူဖို့နဲ့နှက်ကြီးစခန်းမကြဖို့ပေါ့အင်အားတော်တော်များတယ်လို့ကြားတယ်ဒီဘက်ကတော့ဘီလင်းနဲ့နှက်ကြီးတညင်ပင်အကြားကတရားတစ်ခုမိုင်းခွဲလိုက်တာရှိတယ်ဒီလမ်းကိုသူတို့ထောက်ဖို့လမ်းအဖြစ်သုံးမှာကိုကြိုတားတဲ့သဘောပေါ့ဟုတော်လိုင်းပူပေါင်းတက်မှတာဝန်ရှိသူတို့ကပြောသည် တောင်ငူရေဒါရှိထန်တပင်တန်တောင်ကြီးစသည့်မြို့နယ်များပါဝင်သည့်တပ်မဟာနှင့်တောင်ငူတောဦးခရိုင်တွင်လည်းတောင်ငူလိတ်သူရာတို့လန်အတိုင်းစစ်ကောင်စီကစစ်ကြောင်းထိုးပြီးရိုက်ခိုင်အင်အားဖြည့်တင်းနေသည့်အတွက်စီရေးအခြေအနေများတင်မာနေပြီးလမ်းမဆက်သည့်အခက်အခဲများကြောင့်ဒေသခံများပါစဝန်နေရေးချက်တွေနေကြောင်းသိရသည်အလားတူတပ်မဟာနှင့်နေမြေအပိုင်းတွင်ပါဝင်သည့်တောင်ငူမြို့နယ်စပယ်ကျေကြည်ဦးအောင်အုပ်စုမှဂျိုးပင်စေရွာနှင့်အနီးတစ်ဝိုက်တွင်လည်းယနေ့မေလ31ရက်နေ့နံနက်ပိုင်းအထိစစ်ကောင်စီတပ်နှင့်ပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားခြင်းရှိသည်အဆိုပါရ ရွာသည်ရန်ကုန်မန္တလေးအမြန်လန်နှင့်မိုင်းနေငင်များသောကွာဝေးသည်ထို့ပြင်တမဟာသောခလဲလီတို့ခရိုင်တွင်ပါဝင်သည့်ကြောက်ကြီးရွှေကျင်ကြောက်တကားမြို့တို့တွင်လည်းစီရေးချိန်နေများတင်းမာနေသည်ဟုဆိုသည်ရှမန်းနေမေလာ30ရက်ညပိုင်းကလည်းရွှေချင်းမြို့နယ်တွင်တိုင်းစစ်ကောင်စီတပ်နှင့် KNL ပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားခြင်းရှိပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုများရှိခဲ့ကြောင်းသတင်းရင့်မြစ်ကနေဦးပြောကြားချက်အရသိရသည်အသေးစိတ်အခြေအနေများကိုမသိရှိရသေးပေ အလားတူတမလီဘိတ်တဝဲခရိုင်တွင်လောင်လုံမြို့နယ်ရှိရေစခန်းဆန်းလန်းတာဝါတိုင်းစခန်းကုန်းနှင့်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းတို့အားတော်လိုင်းအင်အားစုပူပေါင်းတက်များကရှမန်နေ့မီလာ30ရက်နေ့ကစ၍တိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲများပြင်းထန်နေပြီးပင်လယ်ပြင်ရှိရေတန်းနှင့်စစ်ကောင်စီတရင်များမှလက်နက်ကြီးများပစ်ကုန်နေကြောင်းဒေသခံများကပြောသည်အလားတူတဝဲခရိုင်ရှိပြည်မြို့နယ်တဝဲအထူးစီးပွားရေးဆောင်ရှိရာဒေသနှင့်တဝဲတရချောင်းလမ်းမိုင်းနှင့်တဝဲရှိတော်ဒေသတဝဲထီခိလမ်းမိုင်းတို့တွင်လည်းမီလာစရုပ်တာဘက်အတွင်ထိတိုက်ပွဲ များဖြစ်ပွားခြင်းများရှိကြောင်းနဲ့လက်ရှိအထိစီရေးခြေနေများတင်မနေစေဖြစ်သည်အဓိကကတော့လောင်လုံးလောင်လုံးကတော်တော်ကြမ်းနေတယ်ပြီးတော့တဝဲအရှိတော်ပဲရောရေပြူမောင်ကိုရေပြူကတော့ဒီစည်းဝါးရထူးဆောင်ပဲရှိတဲ့ချမ်းမာတိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတယ်ပြီးတော့တဝဲတရချောင်းဘက်မှာလည်းအခြေအနေမကောင်းဘူးဟုတရင်ရင်မြစ်ကပြောသည်တက်မငါဖားပုံခိုင်နေလဲစည်ရေးခြေနေတင်မာပြီးစက်ကောင်းစီကထောက်ပွေရေလုပ်ငန်းများအတွက်လေချောင်းကိုသာအသုံးပြုနေရပြီးလေချောင်းတိုက်ခိုက်မှုများဆက်ရှိနေသည် စစ်ကြောင်းထိုးလာတဲ့စစ်သားတချို့ကဂရိုင်းတီအနောက်ဘက်ကအရင် BGF 2013စကန်နီယာကနေခုခံနေတာရှိတယ်။သူတို့ကဂရိုင်းတီစကန်နီယာထိတော့မရောက်သေးဘူးနော်။ပြီးတော့လူသောမျိုးနဲ့မြောက်ပိုင်းကရင်နေတက်မာနဲ့တက်မာတုံတို့နဲ့နေတယ်။လေမူပလောစကန်ဘက်မှာတော့စစ်ကူလေးလာတာရှိတယ်လို့ဒီဘက်ကလည်း drone နဲ့လက်နက်ကြီးနဲ့ပစ်တာရှိတယ်။သူတို့ကလည်းပြန်ပစ်တာရှိပါတယ်။စကန်သိန်းချိန်ညာတာတော့မရှိသေးပါဘူးဟု KNU တက်မာကပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေးတူကပြောသည်။တက်မာ၆အတူပလေယာခရိုင်တွင်မှ KNL ပူးပေါင်းတက် များကမြောင်းရီခရိုင်ဝေါ်လီမြိုင်မြို့အတွင်ထိုင်းမြန်မာနယ်စပ်အနီးတဝိုင်းရှိပလဲတို့၊ကနေလီမော်ခေပင်းရဲနော်၊ဝါမီထရွှေမြိုင်စသည့်စစ်ကောင်စီတပ်စခန်းများအားမင်းလတတိယဘက်နှင့်စတုထဘက်တွင်တင်ပိုက်ထားပြီးဝေါ်လီပြူဟာတိဘောဘူပြူဟာဥက္ကယထထီကပလဲတပ်စခန်းများအားဆက်လက်ပိတ်ဆို့တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေသည်။ အလားတူအဆိုပါခရိုင်အတွင်းရှိကော့ဂရိတ်များရီအာရှလန်နေလင်းစစ်ကောင်စီအာဆီယံစစ်ကြောင်းနဲ့တုံးလင်းပူပေါင်းစုတက်များကြားတိုက်ပွဲများနှီးစဉ်ဖြစ်ပွားမှုရှိနေကြောင်းချုံတို့ကော့ဂရိတ်လန်နေလင်းစစ်ရေးအခြေအနေများတင်မာနေကြောင်းကော့ဂရိတ်သတင်းရင်းမြစ်ကပြောသည် ်ထို့သူတမခွနဲ့နေမြေအပိုင်းထိုင်းမြန်မာနယ်စပ်တွင်အတိုင်းခြားထားတဲ့စစ်ကောင်စီပုလို့သူခလေဒီမော်ဖာသူတခေါ်ဝီဒီမဆုတ်ထန်းကန်စစ်စကန်နဲ့တာလေပြူဟာစကန်မေလာစကန်မော်ဘိုကီစကန်စသည့်တပ်စကန်ခုနှစ်ခုအားပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူထားနိုင်ပြီး KNU တမခွနဲ့နေမြေအတွင်ရှိမေတဝစကန်ကိုလည်း KNU ပူးပေါင်းတပ်များကပိတ်ဆို့ထားသည်ဖြင့်စည်ရည်တင်းမာနေကြောင်းသိရှိရသည်။ တမဟာနယ်မြေအနှံဖြစ်ပေါ်နေသောတိုက်ပွဲများနှင့်စစ်ဘေးရှာများ၏လက်ရှိဂျမားရေးစာဝန်ရေးအခြေအနေများနှင့်ပတ်သက်၍မြစ်စီမက KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီအားဆက်သွယ်မေးမြန်းထားတော့လေပြန်လည်ဖြေကြားခြင်းမရှိသေးပါတိုက်ပွဲများပြင်းထန်လာသည့်နှင့်အမျှစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်မှုများကိုလည်းပြင်းပြင်းထန်ထန်လှုပ်ဆောင်လာသည်လက်တလုံးမီလောင်ကုန်မိုင်းနှင့်လေကြောင်းကတိုက်ခိုက်ခံရမှုအများဆုံးဒေသမှာစစ်ရေးအခြေအနေပြင်းထန်ဆုံးဖြစ်နေသည့်တမဟာ၆နယ်မြေအတွင်ဖြစ်သည် တိုက်ပွဲများနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားများလည်းနေရဆွန့်ခွာထွက်ပြေးနေကြရပြီးပြီးခဲ့သည့်ဧပြီလကုန်ပိုင်းအထိစည်ရင်ပြူစုချက်များအရ KNU တက်မှ9ခုစလုံးနဲ့နေရဆွန့်ခွာထွက်ပြေးနေရသူ17,000,1389ဦးရှိကြောင်းခရင်ငိန်ချင်းအထောက်အကူပြုကွန်ရက် KBSN ထုတ်ပြန်ချက်ရသေးရသည်ဆက်လက်ပြီးပေါခေါမြို့နယ်တွင်စစ်ကြောင်းထုတ်နေသည့်စစ်တပ်ကကြီးဟွန်9ရောက်ကိုစက်တိုက်မီးရှို့ဖျက်ဆီးနေပြီးထောင်နှင်းချီသောပြည်သူများဘေးလွရထွက်ပြေးနေရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ဘကူတိုင်းပေါခေါမြို့နယ်အတွင်း င်စစ်ကြောင်းထုတ်နေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာ၅ရွာကိုစက်တိုက်မီးရှို့ဖျက်ဆီးနေပြီးထောင်နှင်းခြေတော်ပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်မေလ28ရက်နေ့နေ့စဉ်၌အခမ်းအနားပောက်ခေါမျိုးနှင့်အတွင် အင်အား60ကျော်ဖြင့်စစ်ကြောင်းထိုးနေသောအကြံဖက်စစ်ကောင်းစီတပ်သားများကတိုက်ချောင်းချေရွာကိုစတင်ဝင်ရောက်စီနေပြီးပြည်သူပိုင်းနေများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ထို့သောမီးရှို့ဖျက်ဆီးပြီးနောက်အကြံဖက်စစ်ကောင်းစီတပ်သားများကညပိုင်းတွင်တိုက်ချောင်းချေရွာတွင်မှပြန်လည်ဆုတ်ခွာသွားပြီးမေလ29ရက်နေ့နေ့နဲ့အစောပိုင်း9နိုင်ခန့်တွင်စစ်ကား3စီဖြင့်တိုက်ချောင်းချေရွာတွင်ထပ်မံရောက်ရှိလာကြောင်းသိရှိရသည်။အကြံဖက်စစ်ကောင်းစီတပ်သားများရောက်ရှိလာပြီးနောက်နေ့နဲ့9နိုင်ခန့်မှစတင်၍တိုက်ချောင်းချေရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းညပိုင်း10နိုင်ခန့်တွင် စစ်ကောင်စီတပ်သားများကကျေးရွာထဲမှပြန်လည်ဆုတ်ခွာသွားပြီးအိုက်ဆော့ကွမ်းအုံစုကျေးရွာကိုထပ်မံဝင်ရောက်စီးနင်း၍ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။ထို့ပြင်မေလ30ရက်နေ့နေ့9နာရီမှစတင်၍အစံဖက်စစ်ကောင်စီတပ်သားများကအိုက်ဆော့ကွမ်းအုံစုကျေးရွာများကိုနှစ်ကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးရှင်နေမွန်လေးပိုင်း12နာရီခန့်တွင်တပန်ကိုင်းကျေးရွာ၊မြေနာနေကျော်ကျေးရွာနှင့် တောင်ကန်ကလေးကြီးရွာတို့ကိုဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။လက်ရှိချိန်နှင့်အစံဖက်ဆက်ကောင်းစီတပ်သားများကကြီးရွာများကိုဇက်တိုက်စစ်ကြောင်းထိုးမီးရှို့နေရင်ထောင်နေချီသောပြည်သူများသည်ဖေးလွရာထွက်ပြေးနေရပြီးမိုးဇက်တိုက်ရွာသွန်းနေခြင်းကြောင့် တောက်ရိပ်စားနေရိုက်ခါနဲ့အမိုးအကများလဲအရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရသည်။မိုးကနေတိုင်းရွာနေတာ၊၃ရက်ဆက်တိုက်ရွာနေတာဆိုတော့ပြည်သူတွေတောက်ရိပ်စားနေရိုက်ခါနဲ့အမိုးအကတွေဆက်တိုက်လိုနေပါတယ်။တိန်ရှောင်းနေရတဲ့ပြည်သူတွေကလည်းထောင်နေချီပါတယ်။အခုချိန်ထိခွေးစစ်ကြောင်းကရှိနေသေးတော့နေဘလောက်ပြည့်စည်ဆုံးရှုံးလဲဆိုတော့အတိမပြုတ်နိုင်သေးပါဘူးဒေသပြည်သူတို့ကပြောဆိုသည်။ ရှိခွဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ရကတော့ကြောက်ဖြူတိုက်ပွဲတွင် တိုင်းဆက်ဦးစီမှုပထမရန်ဂျီဝန်ဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်နှင့်စစ်တုံးမတ်အများပြဖန်စီရရှိထားပြီးအလံဖြူထောင်းအလင်းဝင်သူများလည်းအလွန်များပြဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်နယ်ကြောင်ပြူမြို့နယ်တိုက်ပွဲများတွင်တိုင်းဆက်ဦးစီမုံပထမတန်းဂျီဝန်ဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်နှင့်စစ်တုံးမှအများပြဖမ်းဆီးရရှိထားကြောင်း AEC ရဲ့တရင်ရင်းမြက်ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည်မိလ30ရက်နေ့ညနေ3နာရီချိန်ကြောင်ပြူမြို့နယ်မင်းတပ်ထောင်ကျေးရွာနှင့်စစ်ကောင်စီတပ်နှင့် AE တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်၏တိုင်းဆက်ဦးစီမုံပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်နှင့်စစ်တုံးမှအများပြကိုလက်နက်ခဲယမ်းများနှင့်အတူ AE ကဖမ်းဆီးရရှိကြောင်း အကျန်းဖက်စက်ကောင်စီတက်များကမင်းတက်တောင်ကျေးရွာမြောက်ဖက်မီတာ600ကွာဆမှုလက်မှုတင်းတင်းချောင်းကိုအခြေပြုပြီးအေးအေးကိုထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ကြောက်ပြုံမျိုးနှင့်တိုက်ပွဲတွင်စက်ကောင်စီတက်ဘက်မှအများပြားလက်နက်ချအလင်းဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားကြောင်းသိရှိရသည်။ ကျောက်ပြူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းအဓမ္မအမိန်ပေးစေခိုင်းနေပေမဲ့လည်းမြေပြင်မှာကတည်ရင်အလိုက်စိတ်တဲ့ပြက်ပြားနေကြပြီးတော့တိုက်လို့ခိုက်လို့စိတ်ကလုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရက်ကတက်မလို့တမ်းမှယခုရက်ပိုင်းတွေတွင်လက်နက်နေတော့၎င်းလက်နက်မဲ့တော့၎င်းအလံပြူတောင်ပြီးအလင်းဝင်ရောက်လာသူတွေစတိုက်ရှိနေပါတယ်။ကစင်ကလေးထွက်ပြေးလွတ်မြောက်နေကြတဲ့ရန်သူတွေကိုလည်းအရက်ကတက်မလို့မှနှီးစင်နဲ့အများဖမ်းဆီးရမိလျက်ရှိနေပါတယ်။ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်းတိုင်းဆက်ဦးစီးမှုပထမတန်းနဲ့စစ်တုံမန်းချူကိုလက်နက်နဲ့အတူဖမ်း ြေရရှိပါတယ်။သူတို့ရဲ့မိခင်တန်ရင်တက်မာတွေကိုစစ်စစ်နေတော့မဲရှိပါသေးတယ်။စစ်တုံမန်းတွေကတနေရာတွေမှာဖမ်းမိတာမဟုတ်ပါဘူးဟုအေးတရင်ရဲ့မြေကရှင်းပြသည်။အကျန်းဖက်စစ်ကောင်းစီတက်တွင်စစ်ရေးကုတ်ကဲသူမလုံလောက်တော့သဖြင့်ဖြူဟာမှုနှင့်ជីវံများပါရှေ့တန်းသူစစ်စင်ရေးထွန်းနေရကြောင်းထို့ကြောင့်အေးအေးထန်တွင်ရာထူးကြီးအရာရှိများမကြခနာဆိုသလိုဖမ်းဆီးရရှိနေခြင်းဖြစ်ကြောင်းစီဒီအမ်ဘူးကြီးစင်ရောကပြောဆိုသည် တချို့ကဂျီဝမ်အဆင့်ဆိုပြီးတော့စစ်စင်ရေးလိုက်ရတာမှဖြစ်နိုင်မှုဆိုပြီးတော့ပြောနေကြတယ်ဂျီဝမ်ဆိုတာစစ်ဦးစီးမှုပထမတန်းတိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်ဓာကစာပုံဒေသကိုယ်ကယ်ရေးမှုဒေသကိုယ်ကယ်ရေးစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်တွေကတော့စစ်စင်ရေးလိုက်ရတာရှားတယ်ကျွန်တော်တို့ဒီတပ်မတွေချိန်မြန်တပ်မဌာနချုပ်တွေစစ်စင်ရေးကိုယ်ကယ်မှုဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်တွေကတော့ဖြူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတ္တဖြူဟာမှုနဲ့ရှေ့တန်းစစ်စင်ရေးလိုက်ရတာရှိပါတယ်စစ်တပ်မှာဖြူဟာမှုတွေလုံလောက်အောင်မခံပေးနိုင်ဘူးတိုက်စုံးတာတို့တိုင် ရန်ရတာတို့ပြီးရင်ဖန်ဆီးခံရတာများနေတဲ့အတွက်ဘျူဟာမိုရီအလဲမီအောင်မခံနိုင်တဲ့အနေအထားကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဟုစီဒီအမ်ဘူဒီစင်ယောကပြောဆိုသည်မေလ29ရက်နေ့ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်စစ်တပ်နှင့်အေအေတပ်များကြားတိုက်ဝဲဖြစ်ပွားစဉ်အမှတ်7ချင်းမြန်တပ်မဌာနချုပ်မှနေပြူဟာမိုဘူမူကြီးကျော်မျိုးအောင်၏အေအေပြစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်ဆလဘင်ဝဲလောင်ရွာကိုစစ်ကူနဲ့ရိခါလာကိုရဲအင်အား30ဦးခန့်ပါအစံဖက်စစ်ကောင်စီရင်နှန်းကိုချပြတ်တိုက်ခိုင်းအစံဖက်တပ်သားတို့အရှင်ဖမ်းမိပြီးနှစ်ဦးသ ီဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သားမြို့နယ်တောင်သားမြို့မှာဝဲလောင်ရွာကိုစစ်ကူနဲ့ရိခါကူလာတဲ့အင်အားစေဦးခံပါဂျမ်းဖက်စစ်ကောင်စီရဲ့အန်စာတုံးကားနဲ့ဆဲပေတို့ကားတစ်စီးကိုမေလ29ရက်ည9နာရီမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တောင်သားမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကပကဒီကနေ့မနက်မှထုတ်ပြန်လိုက်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ဂျမ်းဖက်တပ်သားတွေလိုက်ပါလာတဲ့ဆဲပေတို့ကားကိုထိရောက်စွာပစ်ခတ်နိုင်ခဲ့ပြီးဂျမ်းဖက်တပ်သားတို့တေဆုံးကတအူးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင် G4 အမျိုးအစားတနက်တလဲ5.56ဂျီ328တောင်63 468တောင်ဆေဗီတိုကားတစ်စီး60မမ6ဖို့အိုင်ကွန်တလုံးလက်ပြပုံနှလုံးခြေပေါင်း၈ပေါင်းနဲ့ R7 တဖူတို့ကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။အရှင်ဖန်စီရမိတဲ့73မင်းရဲ့ထွက်ဆိုချက်အရဆေဗီတိုကားပေါ်မှာပါတဲ့အကြမ်းဖက်တပ်သားတွေနဲ့ထိခိုက်ဒဏ်ရာရကကစင်ကလျာထွက်ပြေးသွားကြတယ်လို့ပြည်သူ့ကော်မတီအဖွဲ့ပကဖထံမှသိရှိရပါတယ်ရှင်။